ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရွှင်ကျော်အစ္ဆာတရားမဟိတိအစီကိုင်းတော်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့ခိုင်းကျုပ်အဖဆရာကြီးတွေမလို့ဖို့အတွက်ချမှတ်ခဲ့တဲ့စီမင်းတစ်ခုနဲ့စိတ်ဝင်စားစရာကောင်းတဲ့ရွှင်ကျော်အစ္ဆာတရားမဟိတိအစီကိုင်းတော်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုဗီဒီယိုအနေနဲ့ကျွန်တော်တင်ပြပေးပါမယ်။ဒါဆိုရင်ကျွန်တော်နဲ့အတူတူဗီဒီယိုကြည့်လိုက်ရအောင်နော်။လက်ဝဲဆိုတာတရိယာဖြင့်နတ်ကိုခေါ်လက်ရဆိုတာဖယားအဲ့ဒီအလဲမှာရှိတဲ့အစ္ဆာတရားမဟိတိအစီကိုင်းခေါ်ရွှင်ကျော်အစ္ဆာတရားမဟိတိအစီကိုင်း တောင်ပန်နှစ်ဖက်ကထားတဲ့ guide ဘယ်ဟာတောင်ပန်တစ်ဖက်ကျွင်ပြောင်းရလေလားအဲတောင်ပန်နှစ်ဖက်ရှိမှကောင်းတယ်ပြောင်းရတယ် guide နော်အဲ့လိုမိစိမပြိပဒါအနေနဲ့ပညာရှိတကယ်သူတော်ကောင်းတွေစီမံဖို့စက်ဒီတောင်သွားတဲ့ guide ရောင်ဝါးဝါးနဲ့တောင်ရောက်တော့ပြောနဲ့ဟမ်အဲ့ဒီ guide တော်ကြီးရဲ့ကာမကာမပြေဆိုတဲ့စကလုံးစီ ခုနပြောတဲ့ကာမနယ်သားတွေမှန်တယ်များချစ်စီသတိရှင်းနော်ဒါဖြင့်ပကောင်းတကာကြတော့ကိုယ်ချင်းကြတော့ဘာတွေထိုးကြမေလာလောက်ပဲမှာထိုးလိုက်ဘယ်ဘက်မှာထိုးလိုက်လောက်ညာဘက်မှာလောက်ဘာလို့ထိုင်လဲဟမ်อืมညာဘက်မှာလောက်နော်ဘာလို့ထိုင်နော်အဲဘယ်ဘက်မှာပါလဲကွာတောက်ထိုင်နော်ဟုတ်လား အဲ့ဒါသက္ကတော့ကသတ်တော့တာဝင်းတာလားရှင်းပြအောင်နော်ဒါဖြင့်ဒုအဖေကြီးဘောရဟန်လက်ထက်ထိအောင်ညာဘက်မှာနေလမ်းလမ်းမင်းထိုးတယ်ညာဘက်မှာဘယ်ဘက်မှာနေမင်းထိုးတယ်ဒါကြောင့်အာမထမ်းတယ်ပြောတာဒီနေ့တန်တာဘာလို့လို့ရလဲမထမ်းခိုင်းတာမင်းတို့တို့ဒီဒီဆေးကိုမထိုးရင်တော့ထမ်းရင်ထမ်းဘာလို့လို့ အခုလည်းဘယ်လိုလုပ်ရလဲဒါနဲ့မချမ်းနဲ့ငါသားတို့တဲ့ပခုံးမှာထိုးရတာအချုပ်အချာဖြစ်တယ်အရှင်ဩဘာသာတောင်းတယ်နေလနှစ်ပါးပိုင်တယ်အရှင်ဩဘာသာဆိုတဲ့ဝိဇ္ဇာတောင်းတယ်တဲ့အဲ့ဒီပုံကိုကြီးတွေအားတို့ကရိုးသေးကိုင်းညွတ်ခြင်းအဖြစ်မတန်မအပ်တဲ့ပစ္စည်းကိုတောင်းကြိုင်ပါနဲ့ဒီနေ့ကျန်တာမင်းတို့မင်းတို့တញ្ញံကိုသွားပြီးလက်နဲ့ပို့သွားပြီးတော့တူတူမင်းမဝင်ထိုင်မြုပ်ပြုတ်ဟောကအသက်မရှိတဲ့မသာပဲပေါ့တို့ကအသက်တန်းလန်းရှိတဲ့မသာပဲဘာလို့ဖြစ်လဲ ဟမ်လူတွေကမသားစကားကိုကြောက်တယ်ကိုကိုကိုမသားကျွန်တော်တို့ရွှင်ကျော်အစ္စာတရားမဟိတ်စီကိုင်းတော်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့လူအများစုတည်ထားတာကရှောင်းဝမ်းမာက၃ခုပဲရှိတယ်လူများတွေကတည်ထားတယ်အဲ့ဒါကတော့ကျွဲသွားနားသာမဆားရဘူးအရက်သေးစားမတောက်ဆားရဘူးသူတို့ဘာကမ္မပိုင်းရှိတဲ့မရအောင်မပြစ်မရအောင်စားတဲ့ဒီစီးသုံးနံကိုစောင့်နှိုင်းရတယ်လို့ပဲတည်ထားတာပါဒါပေမဲ့ဒီဗီဒီယိုထဲမှာပြောပြသွားတဲ့အချက်ကတော့တိတ်မတိသေးတဲ့အချက်ပါကျွန်တော်ကိုယ်တိုင်လည်းဒီနေ့မှတည်ရတာပါအဲ့ဒါကြောင့်ပြန်ပြီးတော့ ဝင်မြတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျေးဇူးပြုပြီးတော့ကျွန်တော် channel ကို subscribe နဲ့ like လုပ်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ